ဝင်းအမန်အပူရာဆိုတာလေးကိုကျင်းပါမယ်အခုကျွန်တော်တို့ဒီသင်ခန်းစာလေးမှာအာကျွန်တော်တိုင်ပင်လေ့ကျင့်ရမှာတိုင်ပင်ပုံစံ၃မျိုးလေ့ကျင့်မယ်အင်္ဂလိပ်စာတိုင်ပင်လေးကို time faster နဲ့အရင်ကလေ့ကျင့်ခဲ့ပြီးအခုဒီနေ့မှာမြန်မာတိုင်ပင်ကိုဝင်းအမန်အပူရာဖောင်လေးနဲ့လေ့ကျင့်မယ်ပြီးတော့ရေနောက်တရက်မှာမြန်မာတိုင်ပင်ကို Unicode font လေးနဲ့ရိုက်တာလေးလေ့ကျင့်ပါမယ်။ရုံးနေမှာဆိုရင် Unicode font သုံးတယ်။အဲပုံမှန်ကျွန်တော်တို့ဒီ size size လုပ်ငန်းတွေမှာဆိုရင်တော့ Win font လေး W font လေးသုံးပါတယ်။အဲ့တော့ဘယ် font လာလာကိုကိုယ်တိုင်ရိုက်တတ်နေအောင် ကျွန်တော်ဒါလေးလေ့ကျင့်ပါမယ်เนาะခုလောစီဝင်းမရာပူရာနဲ့လေ့ကျင့်မယ်ဝင်းမရာပူရာဆိုတာလေးကိုနှိပ်ပြီးတော့ရင် okay လို့ပေးပါတကယ်လို့လေဒီနေရာမှာလဲ form မရှိသေးရင်ပုံမှာမဟုတ်သေးဘူးเนาะဒီမှာခါကြီးခါဝေးတို့ဒီ form နေမပေါ်သေးဘူးဆိုရင်ဒါတော့မဖြစ်မနေတွင်းရမှာเนาะ form လေးอ่ะခုန download ထဲမှာဒီ typing ရဲ့ keyboard ၄ယောက်လေးရဲ့ဒီ file လေး၃ခုပေါ်လာလိမ့်မယ် all form ဆိုတဲ့ထဲကိုဝင်ပေးပါ keyboard ကနေ control ရဲ့ a ရဲ့တွဲနှိပ်ပေး control ရဲ့ဘာရဲ့နှိပ်မလဲဆို a ရဲ့တွဲနှိပ်လိုက်နှစ်ခုဖိပြီးတော့နှိပ်လိုက်เนาะဒါဆိုရင် select all ဆိုတာလေးဖြစ်သွားလိမ့်မယ် control ရဲ့ a ရဲ့နှိပ်လိုက်ဒီလိုလေးအကုန်လုံးပြသွားလိမ့်ပြသွားတဲ့အချိန်မှာ အပေါ်ဆုံးဖိုင်လေးပေါ်မှာညာကလေးနဲ့ဒီဘက်ဘေးမနှိပ်ဘူးเนาะဒီဘက်ဘေးနှိပ်လို့မရဘူးအကုန်လုံးကို control a နဲ့ပြီးသွားရင်သူ့ပေါ်မှာညာကလေးနဲ့ပြီးသွားရင်ဒီမှာ install ဆိုတာလေးရှိတယ်ဒါလေးကိုနှိပ်ပြုံပါပဲเนาะဒါ font တွင်းတာเนาะကိုယ့်ရဲ့ computer ထဲမှာ font တွေမရှိတာဟုတ်ဆိုဒီပုံစံတိုင်းတွင်းလို့ရတယ်ဒါလေးတော့တွင်းတာပြီဘာလို့လဲဆိုနောက်သင်ခန်းစာလေးမှာကျွန်တော်တို့ဒီတန်တန်းကသုံးတဲ့ font လေးတွေသုံးမှာဖြစ်တဲ့အတွက်ပါเนาะ install ဆိုတာလေးကိုနှိပ်လိုက်ပြီးသွားရင်ဒီဘက်မှာ image လေးချစ်ပြီးသွားရင် yes ဆိုတာလေးကိုနှိပ် မန်ဂျလေးချစ်ပြီးတော့ရင် close ဆိုတာလေးနဲ့ဒါလေးပြအောင်စောင့်ပြီးအောင်ပါပဲ